နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ2ရက်တနင်္ဂနွေနေ့ ဓမ္မနဝတ္ထုအခန်းကြီး9အငယ်59မှာအခန်းကြီး10အငယ်10ကြောက်ခဲနှင့်ပြကြစဉ်တထေဖန်သည်ပထနာပြုလျက်သခင်ယေရှုအကျွန်ုပ်ဤဝိညာဉ်ကိုတည်ယူတော်မူပါဟုပြောဆို၏ဒုထောက်လျက်သခင်ဤသူတို့ပြုသောဒုစရိုက်အပြစ်ကိုမတ်တော်မူမူပါနှင့်ဟု ကြည်သောအတန်နှင့်ကြွေးကြော်ပြီးမှကျင်းဆက်လေ၏သူကိုကိုမြတ်တော်အမှုကိုလျှော့လူသည်လေဝန်ခံလျက်ရှိ၏ ထိုအခါယေရုရှလင်မြို့၌ရှိသောအသင်းတော်သည်ပြင်းစွာသောညှင်းဆဲခြင်းကိုခံရသဖြင့်တမန်တော်တို့မှတပါးသင်ဝင်သူအပေါင်းတို့သည်ယူဒာပြည်ရှမာရိပြည်အယယတို့၌အနံ့အပြား꿰ပြကြ၏တရားကိုယုံကြည်သောသူတို့သည်တထေဖန်ကိုတကြွ၍ပြင်းစွာသောငိုကြွင်းမိတန်းခြင်းကိုပြုကြ၏ရောလူသည်အသင်းတော်ကိုဖျက်ဆီးလေ၏အိမ်များသို့ဝင်ပြီးလျှင်ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ ထောင်ထဲ၌လောင်ထားတည်းထို့ကြောင့်အယရက်သို့ကွဲပြားသောသူတို့သည်လှဲ့လေ၍နဂဘတော်ဒီဟုသောဧဝံဂေလိတရားကို ဟောပြောကြ၏ဖိလိပ္ပုသည်လည်းရှမာရိမြို့သို့တွား၍ခရစ်တော်၏အကြောင်းကိုဟောလေ၏လူအစုအဝေးတို့သည်ကြား၍ဖိလိပ္ပုပြုသောနမိတ်လက္ခဏာတို့ကို မြင်သောအခါသူ၏စကားကိုတညီတညွတ်တီးနားထောင်ကြ၏အကြောင်းမူကား နတ်ဆိုးဆွဲသောသူများတို့၏အထက်မှနတ်ဆိုးတို့သည် ပြင်းစွာသောအတန်နှင့်အဟိလျက်ထွက်သွားကြ၏ကိုမလုံနိုင်သောသူ ခြေမစွမ်းသောသူအများတို့သည်လည်းပဂတိအဖြစ်သို့ ရောက်ကြ၏ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏သူမျိုးသူမျိုးသားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏တမန်တော်ဝတ္ထုအခန်းကြီး၈အခန်းငယ်၈ညင်မနှိမ့်ဆက်ခြင်းဤဆန့်ကျင်ဘက်ရလတ်တမန်တော်ဝတ္ထုအခန်းကြီး9ငယ်56မှအခန်းကြီး၈ငယ်၈အထိအပိုင်ငယ်10ခုတွင်ပုံမှန်မဟုတ်သောတစုံတရာဖြစ်ပျက်ခဲ့သည်ကြောက်ခဲဖြင့်ပြစ်သက်ခံရသည့်တထေဖန်ဤဆိုးရွားသောတည်ခြင်းအကြောင်းမှာ အယက်ရက်တို့ကွဲပြားသွားသည့်အခြားသော ခရိယန်ကိုယုံကြည်သူများကညှင်းပန်းမှုကိုကြောက်နေမိအစားနှုတ်ကပတ်တော်ကိုဟောပြောခြင်းတို့မြန်ဆန်စွာ ပြောင်းလဲသွားသည် ထိုမျိုးသူမျိုးသားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏ဟု၍တွေ့ရသည်၎င်းသည်နှိမ့်ဆက်ညှင်းပန်းမှု၏ဝိယောတိဆန့်ကျင်ဘက်နေရမှပင်ဖြစ်သည်ဥယောပသားအသင်းဥဆရာရစ်စတိုကူလီချော့ဖ်သည် မကောင်းမှုတွေမှထွက်ပေါ်လာသောကောင်းသောအံ့ဖွယ်အမှုများနှင့်တွေ့ကြုံခဲ့ရသည်1980ခုနှစ်များတွင် သူသည်တရားဟောပြောခြင်းဖြင့်ဖန်ဆီးထောင်ချခံခဲ့ရပြီးထောင်၌သခင်ယေရှု၏အေဝံဂေလိတရားကို ပွင့်ပွင့်လင်းလင်းဟောပြောခဲ့သည်ရှစ်လအကြာ သူထောင်မှလွတ်လာသောအခါသူကအသင်းတော်မှမျှော်လင့်နိုင်တာထက်ထောင်ထဲမှအမှုတော်ကပိုပြီးအောင်မြင်မှုရခဲ့တယ်။ အပြင်မှာလွတ်လပ်ခြင်းထက် ထောင်ထဲမှာဖျားသခင်အတွက်ပိုအစီခံနိုင်ခဲ့တယ်ဟု ပြောခဲ့သည် ကနဦးသင်းတော်များကဲ့သို့ပင်နှိမ့်ဆက်ညှဉ်းပန်းခြင်းမှကြီးစွာသောဝမ်းမြောက်ခြင်းကိုဖြစ်စေခဲ့သည် ပြင်းစွာသောနှိမ့်ဆက်ညှဉ်းပန်းခြင်းခံရခြင်းတွင်အယယတို့ကွဲပြားသောသူတို့သည်လှဲ့လေ၍နှုတ်ကပတ်တော်ဒီဟုသောအေးဥငယ်လီတရားကိုဟောပြောရာရှမာရိမြို့၌ကြီးစွာသောဝမ်းမြောက်ခြင်းရှိခဲ့သည် လောကီဖိအားများကနှုတ်ကပတ်သွန်သင်ချက်တမန်တရားအထူးသဖြင့်အေဝံဂေလိတရားကိုစန့်ကျင်နေသောအခါ၎င်းသည်အရှုံးပေးရမည့်အချိန်မဟုတ်ပါအသင်းတော်တွင်ဤသို့အခက်ခဲများနှင့်ရင်ဆိုင်ရခြင်းတွင်ကြီးမားအံ့ဖွယ်သောနိလမ်းများနှင့်ဖျားသခင်အလုလုနေပါသည်ရှင်ပေတျုကပြင်းထန်သောညှဉ်းပန်းမှုများကို မအံ့ဩကြနှင့်ဤအခြေအနေမျိုးတွင် ခရစ်တော်၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလျင် ။ဘုရားခင်၏ဘုံကြည်သောဝိညာဉ်တော်သည်သင်ပေါ်၌ကျင်းဝတ်တော်မူခြင်းကြောင့်မင်္ဂလာရှိ၏ဟုဆိုထားသည်။ဘုရားခင်၌နှိမ့်ဆက်ညှဉ်းပန်းခြင်းကိုအဖို့တန်သောအရာဖြစ်သောပြောင်းလဲနိုင်သောတကူအစွမ်းရှိပေသည်။ နှိမ့်ဆက်ညှဉ်းပန်းမှုကတင့်ကိုမြည်သို့စိတ်အနှောက်အယှက်ဖြစ်စေပြီးမြည်သို့စိတ်ဓာတ်ခွန်အားဖြစ်စေသည်နီထိုအရာသည်ဝမ်းမြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်ဟုအဘယ်ကြောင့်ထင်သည်နီစေတော်ဖျားသခင်ကိုတော်ပေါ်တစ္ဆာရှိစေရန်ကျွန်ုပ်အားမဆသနာတော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။